ခုချိန်မှာအများကြီးယုံကြည်မျှော်လင့်ပြီးတဲ့အတွက်ကြောင့်အာ pressure လည်းများသလိုမျိုးတစ်ဖက်မှာလည်းကျွန်တော်ကစူးစမ်းအားထုတ်မှုကိုအတိအမှတ်ပြုတယ်လို့ခံစားရတာဖြစ်တဲ့အတွက်ကြောင့်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်အလုံးမျောလင်းရခြင်းနဲ့အောင်ကျွန်တော်အကောင်းဆုံးချပြခဲ့မယ်ကျွန်တော်ပြင်ဆင်ထားတာတွေအကုန်လုံးအဲ့တော့ပါမှာအကုန်လုံးပြခဲ့မယ်အော်ရလက်ဒီဘလို့ရလက်ပဲရလာပြီဖြစ်စီမြန်မာနိုင်ငံအတွက်ဂုံယူရတဲ့စံပြအလားမအောင်ပြောင်းနေတယ်ကျွန်တော်ပြန်လာခဲ့မယ်လို့ကျွန်တော်ဒီပေးနိုင်ပါတယ် Hello everyone, I'm DN, your Mr. Global Myanmar 2025. last minute အများကြီးပြင်ဆင်မှာသွားတာဖြစ်ပါတယ်။အဲ့တော့အခုချိန်မှာအင်မတန်ရင်ခုန်စိတ်လိုရှားနေပါတယ်။နောက်တစ်ခါမှကျွန်တော်ရဲ့အင်မလေးတစ်ခုပြည်နဲ့နိုင်ငံကိုစားပြီးဖြစ်ခွင့်ရတော့မှာဆိုတော့ကျွန်တော်အင်မတန်မှလည်းပြောရှင်းပါတယ်ခင်ဗျာ။ ဖိုင်းနိုင်ငံမှာသွားပြောင်းရမှာဖြစ်ပါတယ်17ရက်ကြာပါမယ်ပထမ9ရက်ကတော့ကျွန်တော်တို့ဥပုံရချာဌာနီဆိုတဲ့မြို့မှာသွားပြီးတော့ရှင်ပြိုင်းရမှာဖြစ်ပါတယ်တနေ့9ရက်ကကျတော့အာကျွန်တော်တနေ့ရက်တည်းကကျတော့ကျွန်တော်ဘန်ကောက်မှာရှင်ပြိုင်းရမှာဖြစ်ပါတယ်ပြိသက်တွေအားလုံးကျွန်တော်တို့အခု25ရက်နေ့ကနေစပြီးနောက်လ9ရက်နေ့ဒီဖိုင်နယ်ရောက်တဲ့အထိအားလုံး အားသွင်ပုံစိုက်နဲ့ကျွန်တော်ကိုကြည့်ရှုပေးကြဖို့ဝေဖန်အကြံပြုပေးကြဖို့ကျွန်တော်ပိတ်ခေါ်ပါတယ်။ Pantry ကကျွန်တော်ဟိုငယ်ငယ်ကလေးကအဖက်ရှင်ဖြစ်တဲ့အရာဖြစ်တဲ့ကြောင့်အများကြီးကြိုတင်လေ့လာထားတဲ့ knowledge ပိုင်းဆိုင်ရာတွေရှိခဲ့တယ်။အော်ဒီဆလဲကိုရလာတဲ့အခါမှာဒီ title ကိုရလာတဲ့အခါမှာ ို့ပြီးရလိုအပ်တဲ့ body beauty brain mind ဆိုင်ရာလိုအပ်တဲ့ QA နေပိုင်းဆိုင်ရာအများကြီးလေ့လာပြင်ဆင်တယ်။ power training အစားကျွန်တော်တိတဲ့နားလေတဲ့ဆရာတွေနဲ့ traditional လေး training ယူခဲ့ရဖြစ်တဲ့ကြောင့်အခုချိန်မှာကျွန်တော်နိုင်ငံကိုစားပြုဖို့အတွက်100% ready ဖြစ်နေပါတယ်ခင်ဗျာ။အဲကျွန်တော်အခုအခုချိန်မှာအများကြီးယုံကြည်မျှော်လင့်ပေးတဲ့အတွက်ကြောင့်အာ pressure လည်းများလို့မျိုးတစ်ဖက်မှာလည်းကျွန်တော်ကစူးစမ်းအားထုတ်မှုကိုအတိမတ်ပြုတ်တယ်လို့ခံစားရတာဖြစ်တဲ့အတွက်ကြောင့်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်စူးစမ်းရကျိုးလည်းနဲ့တယ်လို့ခံစားရပါတယ်အဲ့ခါကျတော့အခုချိန်မှာအားလုံးမျှော်လင့်ရကျိုးနဲ့အောင်ကျွန်တော် အကောင်းဆုံးချပြခဲ့မယ်ကျွန်တော်ပြင်ဆင်ထားတာတွေအကုန်လုံးအိတ်တုံဖာမှာအကုန်လုံးပြခဲ့မယ်အော်ရလက်ဒီဘလို့ရလက်ပဲရလာပြီဖြစ်စီမြန်မာနိုင်ငံအတွက်ဂုံယူရတဲ့စံပြအလမောင်တယောက်အနေနဲ့ကျွန်တော်ပြန်လာခဲ့မယ်လို့ကျွန်တော်ပြတိပေးနိုင်ပါတယ်အာကျွန်တော်ကတော့ပြည်သက်တွေညှို့လင့်ထားတာကိုဖြစ်အောင်ကြိုးစားတယ်ဆိုတာထက်ကျွန်တော်လုံတင်လုံထိုက်တဲ့အရာအာကျွန်တော်ယုံကြည်တဲ့အရာတွေပဲတန်းစီပြီးလုပ်ခဲ့တယ်လို့ပဲကျွန်တော်ကိုယ်တော်သုံးသပ်ပါတယ်အာဒီလုပ်တည်လဲကျွန်တော်တကယ်ကိုချစ်မြတ်နေတဲ့လုပ်ဖြစ်တဲ့အကြောင်းအာကျွန်တော်လိုအပ်တဲ့ဘိုင်းဆိုင်ရာတွေနောက်တစ်ခါမှာအာကျွန်တော်လုံတင်တဲ့အရာတွေနောက်တစ်ခါမှာပြည်သူလူထုကိုတကယ်အင်စပိုင်ယာလုပ်နိုင်မယ့်အရာတွေကျွန်တော် ်အဲကျွန်တော်ချစ်တဲ့စိတ်အပြင်းနဲ့အများကြီးလုပ်ခဲ့တာဖြစ်တဲ့အကြောင်းဒါနဲ့ပတ်သက်ပြီးတော့ဆန်နေမျော်လင့်လို့လောက်တာထက်ကျွန်တော်ကိုယ်တိုင်အောင်ချစ်လို့လုပ်ခဲ့တဲ့အလုပ်တွေရှိပါပဲအာ challenge အပြည့်ဆုံးရတော့ကျွန်တော်ကတော့လုံးမြလုံးတာအကောင်းဆုံးလုံးတာဖြစ်တဲ့အကြောင်းတစ်ခါကျလို့ရှိရင် pressure ရမ်းများတယ်သူများတက်ပို့ပြီးတော့ဒီရဲ့ဘိုင်းဆိုလို့ရှိရင် anxiety တွေအများကြီးရတယ်ဒါပေမဲ့လည်းဒါကိုကျွန်တော်အတက်နိုင်ဆုံးစူးစမ်းပြီးတော့ကိုယ်ပတ်ရောက်တဲ့အခါမှာလည်း second night အချိန်တိုင်းကိုကျွန်တော်အကောင်းဆုံးပြောရွှင်နဲ့ဖြတ်တန်းခဲ့မယ်လို့ခုကနေကို ကြိုတင်ပြင်ဆင်ထားပါတယ်အခုချိန်မှာကျွန်တော်ဒီပြိုင်ပွဲအတွက်မှမဟုတ်ဒီကလာကြီးကအားလုံးဒါ challenge ဖြစ်တာဖြစ်တဲ့အကြောင်းဒါစိတ်ပိုင်းဆိုင်ရာကျန်းမာရေးရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအကုန်လုံးအရင် change ဆက်စားလို့ရှိရင်ပို့ပြီးတော့နှစ်ဆသုံးဆလောက်အာ view ဆက်ရတဲ့ကာလဖြစ်တယ်ကျွန်တော်လည်းတူတူပဲပို့ပြီးတော့အခုချိန်မှာစိတ်တက်ကိုပို့ပြီးတန်မာလာအောင်ခန္ဓာကိုယ်ကိုကြီးကြန့်ခိုင်တန်ဆွမ်းနေရအောင်အများကြီးကျွန်တော်အာစစ်စစ်ချင်းချင်းဒီထိုင်စားတော့ရပါတယ်အော်နေစီရှင်ကတော့ကျွန်တော်အပြေအဝထောက်ပံ့ပေးတယ်အခုဆိုလို့ရှိရင်လည်းကျွန်တော်လှုပ်ချင်တဲ့အရာမှန်များကိုဒါသေချာတိုင်ပင်ပြီးတော့ လက်ခံပြီးတော့နောက်ကနေပြီးတော့အကုန်လုံး supporting ပေးနေတာပါအခုချိန်ကြီးပါအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့လည်း organization ကိုအထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်အခုချိန်မှာယုံကြည်မှုအပြည့်အဝရှိတဲ့အပိုင်းကတော့ကျွန်တော်စူးစမ်းအထောက်အမှုနဲ့နောက်တစ်ခါမှာပြင်ဆင်မှုတွေကအခုပြည်သက်တွေရဲ့ feedback ကသက်သေပဲလို့ပြောလို့ရတယ်ဒါတွေကိုကျွန်တော်100%ပြည့်အဝယုံကြည်မှုရှိနေပါပြီအားနည်းချက်အနေနဲ့တော့ကျွန်တော်အခုချိန်ကြီး pressure တွေများနေတဲ့အခါကျရင်မျက်နှာသားကိုလည်းပြင်ရမယ်ပိုင်းမျိုးတွေရှိတယ်နောက် ကျွန်တော်ရဲ့ pressure ဖြစ်လာပြီဆိုတော့လည်းမျက်နှာမှာရမ်းမြင်ရတယ်။ကြလုံးထဲမှာရမ်းမြင်ရတယ်။ဒီဘက်ကလည်းကျွန်တော်ဒါစူးစမ်းပြီးတော့အကောင်းဆုံးအစွမ်းကိုပြင်ဆင်နေပါတယ်။အားနဲ့ချက်ဆိုတာကတော့ကိုယ့်ရဲ့အပြောဆိုပြုမှုကြီးတခြားလူကိုထိခိုက်မှုရှိရဆိုတော့ဒါအားနဲ့ချက်လို့သတ်မှတ်လို့ရတယ်။အဲ့လိုမှမဟုတ်ကိုယ့်ရဲ့ပြောဆိုပြုမှုကိုယ့်ရဲ့ပုံစံဒီသူများကိုထိခိုက်မှုမရှိသေးရတော့အားနဲ့ချက်မဟုတ်ဘူးလို့ထင်ပါတယ်။ဖိုက်ဖို့ဆိုတော့ကျွန်တော်အတွေ့အကြုံတွေအများကြီးယူသွားမယ်သူတို့စီကလေးလာလို့ရများအကုန်လေးလာခဲ့မယ်သူတို့နဲ့တကယ်ချင်းနေဖြစ်အောင်လို့ကျွန်တော် connection ကိုကျွန်တော်အများကြီးချက်တွင်ခဲ့မယ်လို့ကျွန်တော်ဆုံးဖြတ်လာပါတယ်ခင်ဗျာ